လဖေးဆိုင်ကိုသွားထိုင်လိုက်တာပဲဖြစ်ဖြစ်မောဟင်းငါဆိုင်ကိုသွားထိုင်လိုက်တာဖြစ်ဖြစ်အယောင်းဝယ်သမား marketing သမားဖြစ်မယ်ဆိုလို့ရှိရင်ဘယ်အရာကိုမဆိုလိမ့်လာလေတိုက်သွားလို့အဲ့လေထဲမှာပါလာတဲ့ရေမွေးနှံ့ကအစဒါကဘာရေမွေးနော်စီးသွားတဲ့ဖက်နဲ့ဟောဒါကဘာဖက်နဲ့အကားကားလေးကဘာကားလေးအဲ့လားဒီကအစကုန်သီးရတယ်ဈေးကွက်ထဲမှာဘယ်ကားလေးတွေများနေလဲ လမ်းထဲမှာဖြတ်သွားလိုက်လို့လမ်းတစ်ခုဖြတ်သွားလိုက်လမ်းအစနဲ့အဆုံးရှောက်သွားလို့ဘဲဆိုင်တွေကပုံများလာရင်ဒီဈေးကွက်ကပိုကျဲလာပြီဆိုတာဆရာတို့သိဖို့လိုတယ်ဒါလေးတွေသိဖို့လိုတယ်နော်အိမ်နေမြေကွက်လေးတွေဆောက်လို့ရအစ်တလေးတွေလုံနေပြီဆိုဒါတွေကသိကြတယ်ဆောက်လို့ရလောကကြီးဘယ်လိုပဲဖြစ်ဖြစ်ပြန်ပြီးတော့ထူထောင်လာပြီ နော်အပြင်ကားဝယ်တဲ့လူတွေများသလားဆိုက်ကယ်ဝယ်တဲ့လူတွေများလားဆိုက်ကယ်ဆိုရင်ရောဘာတစိမ့်တွေကိုဝယ်လို့ဝယ်ထားရှိတယ်လေပြီးလို့ရှိရင်အလားစင်ပစ္စည်းတွေဆိုရင်ဘယ်ဟာတွေကိုရောင်းနေရောင်းထားရှိတယ်လေနော်စပင်းညက်ဆိုင်တစ်ခုရှိရနေဖြတ်သွားရင်အဲ့စပင်းညက်ဆိုင်တွေမှာလူဘယ်လောက်ရှိတယ်လေကြည့်တတ်တဲ့အချက်ကိုအခုတည်းကလောက်ပါဒါမှသာလင်ကိုက marketing တမားကောင်းတယောက်ဖြစ်လာမှာ ပဝင်းကျင်လိလာမှုအားနေတဲ့သူကဘယ်တော့မှတတိတယောက်မှဖြစ်လာနိုင်တယ်လို့ဘယ်တော့မှအောင်မြင်တဲ့လူတယောက်ဖြစ်လာနိုင်မလို့အဲ့တော့ပဝင်းကျင်လိလာမှုအားကောင်းတဲ့သူကသာလင်ဆက်စုခိုင်းတာမဟုတ်နော်ဆက်စုတာနဲ့လိလာတာနဲ့မတူဆက်စုတာကကိုယ့်အတွက်အချိုးဘာမှမရှိဘူးလိလာတာဒီကိုယ့်အတွက်အချိုးအများကြီးရှိတယ်အဲ့တော့ကိုကဆက်စုတဲ့သူလားကိုကလိလာကောင်းတဲ့သူလားလိလာကောင်းတဲ့သူက observer ဖြစ်ပါတယ်ဆက်ဆွေးရသူက curious ဖြစ်တာပါเนาะအဲ့တော့ curious ဆိုတာတည်ကျင်ုံတတ်တတ်လောက်တာ ဆက်စုတာမဟုတ်ဘဲနဲ့လေ့လာမှုအားလုပ်တဲ့သူကကြတော့လေ့လာခြင်းအပြင် okay ဝတ်သွားတဲ့အမျိုးသားလေးရဲ့ဒီဇိုင်းကဘလို့ okay ဒါဆိုငါတို့ fashion တွေကပြင်ပြီးတော့ဒီလို fashion တွေကပြန်လည်လာပြီအရင်တော့လူတွေကအဲ့လို jean ကြီးဂျမောင်းမီဟုတ်ကမှာသဘောမကျအောင်အခုက jean ကြီးဂျမောင်းမီကြီးပြန်ဖြစ်လာပြီအဲ့ဒါမျိုးလို့ဆို trend တွေကိုကျွန်တော်နားလည်လာပြီနော်အဲ့တော့ကိုယ့်ရဲ့ fashion လေးတွေနော်ကိုယ့်ရဲ့သွားလာမှုနေထိုင်လေးပုံစံလေးဒါလေးကိုအမြဲတမ်းလေ့လာနေဖို့လိုတယ်အဲ့တော့အမြဲတမ်းမှတ်ထားပါကျွန်တော်ဒီလေ့လာနေဖို့လိုပါတယ်